Family YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ကျမတို့နေ့မပြမယ့်ဆောင်းလေးကတော့ဆီယာမဂျာနယ်ကျော်မမလေးရေးသားထားတဲ့ကဘာမီဝဲဆိုတဲ့ဆောင်းကလေးရဲ့အခန်းဆက်ပဲဖြစ်ပါရရှင်။လာလွေသည် ဥသူတော်ပြောမှပင်မိုးတွင်လောက်ခင်းကင်ကင်းများကိုစင်စားကြည့်နေသည်လက်ထဲတွင်စုမိသည့်ငွေကလေးကိုနောင်နှစ်ခါမကူးခင်ကုံသွားမှလဲပူရပေသည် အလုံးမလုံး၍နေ၍ကားမဖြစ်ထို့ကြောင့်လဲမရ၍ဘာများလုံးရမလဲဟုစဉ်းစားကြည့်ရာလဲမတပါဘာလုံးမှလှုပ်ချင်စိတ်မရှိပဲဖြစ်နေလေ၏လဲမလမ်းတိုင်းမောင်းနေရမှာလမ်းဘေးလမ်းကွက်ထဲသို့ထိုးဆင်းနေ၍ရှေးမှလှဲတစည်းလာနေမန်းကိုတိလိုက်သည်ဖြင့်လှဲ၍ကြည်လိုက်သည် စပားများဝင်းလေးတင်လာသည့်လဲမှာလှနွယ်တို့လှဲနေကဲ့၍ဖြတ်ကျော်သွားရာလဲနောက်တွင်ထိုင်လိုက်လာသောမောင်သိန်းကိုတွေ့ရလေသည်မောင်သိန်းသည်လှဲနောက်မီမှခုန်ချလျက်လှနွယ်တို့လဲပေါ်သို့ခိုတက်ခါပြောင်းထိုင်လေ၏မြတ်တင်ကမလာသေးဘူးပြောလိုက်လို့လိုက်လာတာဟဘယ်နဲ့လဲရခဲ့သလား မောင်သိန်းသည်လှဲပေါ်သို့ခိုတဲရင်ဝမ်းသာအဲလဲမင်းနေလေရာအလိုက်တည်သောဥတုတော်ကြီးကမရခဲ့ပါဘူးကွယ်ဟု ဝင်ဖြေ၏လှနွယ်သည်မောင်သိန်း၏မျက်နာကိုညှိုးငယ်စွာကြည့်နေ၏မောင်သိန်းသည်လှနွယ်အားကျင်နာယူရစွာပြန်ကြည့်နေလျက်တစုံတရာကိုမကျင်နဲ့တကယ်သူလက်သည်ကိုဆုပ်ကိုင်းကနှစ်ဖူးကြောချင်းများပင်ပေါ်လာသည် လှနှွေရစိတ်မကောင်းဖြစ်မနေနဲ့ဒိုလဲလဲလက်လို့သွားပြီခုနကအဖေပြန်လာလို့သိရတာနဲ့နင့်ကိုပြောပြရအောင်မြတ်တင်တို့တဲဘက်ကိုသွားရှာတာဘာဘယ်နဲ့လှနှွေမှာမျက်လုံးမြောင်းဝိုင်းလေးရဲ့မျက်နာပေါ်ကမျက်ရည်စကိုလက်ဖြားဖြင့်တုပ်ပြရင်မေးလိုက်ခြင်းဖြစ်လေ၏တထေးကမနစ်ကအတိုင်းပဲခြာခြင်းနဲ့ အဖေကအစိုးရနှုံးတိုင်းလဲခွန်းတော့နှစားမရရင် မလုံနိုင်ဘူးဆိုပြီးတော့ပြန်လာခဲ့တယ်။ဘာကွယ်ဥတုတော်ဒီမောင်သိန်းစီတို့လှဲ့၍မေးမြန်းလိုက်လေသည်။ဥတုတော်မှာဒီသတင်းကြားရသည့်အတွေ့စိတ်မချမ်းမသာဖြစ်သွားကာအနှစ်နှစ်အလားလားကလှုပ်လာခဲ့တာကွယ်။မင်းတို့ငငယ်လေးကလေးကလှုပ်လာခဲ့တာ။ဟိုတသားသာမိတန်း၍နေလေသည်။ လှနှွယ်မှာငေးငိုင်လျက်စိတ်နှောက်ကြည်သွားလေ၏တုံမျက်လုံးများမှာကြီးစွာသော စိတ်မချမ်းသာမှုကို ဖော်ပြ၍နေလေသည်လယ်ရှင်တွေကမြေတွေကိုလဝက်ကြီးအုပ်ထားပြီးတော့တို့ကိုတတ်နေတာပဲဘယ်လိုအစိုးရကတို့ကိုတတားချောင်ကြည့်အောင်ညာညာတာတာလုပ်နေနေသူတို့မြေဟာသူတို့မြေပဲသူတို့ကလဲမချရပါပဲ ဘာအေးလဲဆိုပြီးနည်းနည်းမှ တုံ့လောက်တာမဟုတ်ဘူးဟ။အေးအေးဆေးဆေးပဲစိတ်လည်းပူမနေဘူး။တို့လေသမားတွေကသာမြေရှင်စနစ်ကိုနည်း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 တွေးပြီးအစိုးရနှုံမရရင်မလုပ်ဘူးလို့အားလုံးတင်းခံကြည်စမ်းလေရှင် တွေဘယ်တော့မှမဖြစ်နိုင်ဘူးကွ။ဥတူတော်သည်မောင်သိန်း၏စကားကိုဝင်၍ဟန်တားလိုက်လေ။ဘဲလေသမားမ တင်းမခံနိုင်ကြဘူးကွလယ်သမားတွေရဲ့ခြေထောက်အောက်ကဒီမြေကြီးကိုမြေရှင်တွေကဘဲပုံဘဲနီးယူထားကြတာမျိုးကိုဘဲလယ်သမားကမှ တွေးကြည့်မှာမဟုတ်ဘူးကွလယ်သမားအဖို့ရာမှာလယ်မလုံးရရင်ချက်ချင်းလငင်းငတ်မှာကူတာတွေးပြပြီးသားပဲလယ်ရှင်က မငတ်အောင်ကြွေးထားနိုင်မယ်ဆိုရင်ကွာအစိုးရကဘာဥပဒေတွေပဲထုတ်နေနေလယ်သမားတွေကိုသူတို့လှုပ်ချင်တာလှုပ်နိုင်နေတယ် ဥတူတော်မှာပြောပြီးလည်းရင်နှကောင်းကြီးပွန့်စီပွန့်စီနဲ့တပင်းကြီးတွေချူရှူထုတ်၍နွားများကိုမဲကကြိမ်လုံးနဲ့ထိုးနေလေသည်။လှနွယ်သည်ကြားရကြားရနားများမချမ်းသာသဖြင့်မျက်မှောင်ကြီးကုပ်၍ငေးနေလေ၏။ မျက်စီမဆုံးရှိနေသောဤမြေကြီးမှာကျယ်ပြန့်ခြင်းနိုင်ကျယ်ပြန့်နေပါလျက်ခြေတပွားစာများလေသမားများ မပိုင်ဆိုင်မှန်းကိုတွေတော်ကဝမ်းနေမိလေသည်သူတို့လှုပ်ချင်တာလှုပ်ကြတာ လေသမားတွေခံခဲ့ရတာကြားလာပြီဗျကြာလုံးလို့မတော်မတရားဖိနှိပ်ခံရလို့တောင်ခံရမှန်းမသိကြဘူးထုံနေကြပါပြီ။ တီတော့အဲ့ဒီလိုခံနေရင်အဲ့ဒီလိုပဲလုပ်နေမှာပဲမောင်သိန်းကမကြိမ်မချမ်းဒေါနေမောနေတကွာပျော်သည်ခံရတယ်လေဒါပေမဲ့ခံနေရတာကို မခံရတဲ့အနေဟန်ဆောင်မနေကြရင်ဘာသွားလို့မလဲလုံးเสียဘာရှိသလဲဥတူတော်မှာရှူရှူရှဲရှဲဖြည့်၍နေလေ၏မောင်သိန်းမှာငြိမ်သက်စွာတွေးနေပြီးနောက် မြေယာတော်လန်ကြီးလောက်ရမှာပေါ့ဗျဟိုအော်ပြောလိုက်လေသည်ဥသူတော်သည် တော်တော်နှင့်ပြန်မပြောနိုင်ပဲတစုံတရာကိုဝေဖန်ပိုင်းခြားစဉ်းစားသလိုအမူအရာမျိုးနှင့်လှဲလန်းမာကြီးကို တွေးတွေးဆဆငေးကြည့်နေလေ၏ထို့နောက်ခေါင်းရမ်းကမင်းတို့ကမျိုးကလာတဲ့နိုင်ငံရေးသမားတွေပြောတဲ့စကားကိုလိုက်ပြောနေတာလားကွာဒိုဗုဒ္ဓဘာသာတိုင်းပြည်မှာ ူများပစ္စည်းကိုအတင်းလူယူလောက်တာလဲမကောင်းသေးဘူးမကြည်ပါဘူးကဥသူတော်စကားဆုံးလျင် မောင်သိန်းမှာမျက်လုံးကြီးပြူ၍မခံမရက်နိုင်ဖြစ်ကစိတ်လိုက်မှန်မှာခါခါတီတီကြီးပြန်၍ပြောလေ၏လယ်ရှင်တွေက အတိုးတွေလက်ခတွေနင်းယူကြပြီးတော့လယ်သမားတွေကိုကျွဲနာတာတာမငတ်ယုံကြွေးထားပြီးတော့ကြီးွားနေတာတွေခမည်းကြီးကဘာပြောမလဲခမည်းတော်တစိမ့်သူများပစ္စည်းသူများပစ္စည်းဒါကတော့ကွာ တို့တရားတော်အရာ ပြောရတာပဲခိုးခြင်း25ပါးဆိုတာမင်းလဲတည်တာပဲ။ ဥသူတော်သည်လှဲရှိက လေပြောပြောနှင့်ခပြေးပြေးပြောပြနေခြင်းကိုမောင်သိန်းမှာပုံမို၍ဒေါသထွက်သွားပြန်၏ခိုးခြင်း25ပါးဆိုတာဘသူကခိုးနေတာလဲဗျစဉ်းစားပြောချမ်းပါကျုပ်တို့အပေါ်မှာသာ သူတို့ကလောဘထွက်ပြီးတော့နိုင်တဲ့စီးနှင့်အာရမယူနေတာမြေယာတော်လှန်ရေးလှုပ်ပြီးသူတို့မြေတွေကို လူယူမှာကလူရဲ့ယူတာမဟုတ်ဘူး ရားတင်ရတိုက်တဲ့အကျိုးခံစား권မရလို့ယူမှာအခုကြည့်ပါလားအစိုးရကကျုပ်တို့ရဲ့ဂျင်းနဲ့ကြက်တဲမြောင်မှုကိုတီလို့ချောင်းလျောင်လုတ်ပေးတာဘယ်လောက်လောဘထွက်တယ်လဲဒီတိုင်းချလားချသလားဥသူတော်မှာမဖြေတတ်ပြီးငြိမ်နေလေသည်လှန်ွယ်သည်တခွန်းတစ်ကဘာရာမှဝင်၍မပြောဘဲညင်းခုံပွဲကိုနားထောင်၍နေလေ၏ နွားများမှာလဲပေါ်ကစူညံစူညံကြားရတော့လေအသွားမပြေယုံမြေယုံနေကြသည်အာဓမလောဘထွက်တဲ့သူကတခိုးအကြီးစားဗျဟိုမောင်သိန်းကဆက်ပြန်လေသည်ဒါတော့ဒါပေါ့ကွာဖះကလည်းလောကအကျိုးစီးပွားတန်လျာအကျိုးစီးပွားဟောထားတာပဲဝိဓမလောဘကိုဖះကတားမြစ်ထားပါတယ် လှနွယ်သည်နားထောင်နေရင်မချောရင်ကို ပြေ၍တတိယမိသည်မိမိအားလဲသမားဘဝလဲသမားဂုံကျေးဇူးများပျော်ဟောနေပုံကို မြင်ရောင်၍လာလေသည်လဲမလုံးဖြစ်ရင်အမစီပြန်ခဲ့တော့ဟုအင်းကားအထွက်နောက်ဆုံးမှလိုက်ပုံကို နားထဲကမထွက်နိုင်အောင်ဒါကိုပဲထတ်တလဲလဲကြားရောင်နေလေသည်မင်းတို့ဒါဖြစ်လဲမလုံးရင်ဘာလုပ်မလဲ ဟိုဥတုတော်ကစကားကိုလျှော့ချပြီးပိတ်မေးလိုက်သည် မပြောတတ်သေးပါဘူးဗျာမောင်သိန်းသည်လှနွယ်ကိုထူးထူးဆန်းဆန်းကြည့်သလိုစိုက်ကြည့်ကသူပြောချင်သည့်စကားများကို အားလျှော့လျှော့နှင့်ခတ်တိုးတိုးပြောလိုက်သည် အဘကလည်းမရှိလို့ပကိုးပြောင်းပြီးတော့ဟိုမှာအလောက်ရှာမယ်ပြောနေတယ်လှနွယ်မှာမျက်နှာပြက်သွားပြီးလျင်ဘဲတော့ပြောင်းပါလေရင် ဟိုမေးကြည့်သည်မတည်သေးပါဘူးဟာငါပြောတာကောဘယ်နဲ့လဲလှနွယ်ဒုကိစ္စလေးလှနွယ်မှာတွေ့ဝေ၍သွားလေ၏ထို့နောက်တပြင်းချ၍ခေါင်းကိုခါရမ်းနေလေ၏ဘာဖြစ်လို့လဲငါနဲ့ဘကူမလိုက်ချင်ဘူးလား လှနွယ်ကိုတစ်ခါကနှစ်ခါထပ်မေးတော့လဲအဖြေမပေးပဲမျက်မှောင်ကုတ်နေ၍မောင်သိန်းမှာအားမလို့အားမရဖြင့်လက်ကလေးကိုစုပ်ကိုင်းညစ်ပြီးတရွတ်တို့ထပ်မေးနေလေသည် မျက်လုံးများတွင်မျက်ရည်တွေဝဲလျက်မရှူနိုင်မဆိုင်နိုင် အကြက်ရိုက်ခါမဝေဝဲနိုင်အောင်ဖြစ်နေရမှလှနွယ်သည် မောင်သိန်းကိုခန့်ညို့ညို့ကြည့်၍ဒီနှစ်တော့မဖြစ်သေးပါဘူးကိုသိန်းရဲ့ ဟိုမပွင့်တပွင့်ပြန်ပြောလိုက်သည်ဘာဖြစ်လို့လဲနောက်နှစ်ခါလဲရမှာပဲအမေကိုဒီကိစ္စဖွင့်ပြောခြင်းနဲ့ဒီနှစ်တော့လဲမမလုပ်ရပဲဟာ ကိုသိန်းပကိုးသွားနေရင်ကျမလည်းမြို့ပြန်နေအောင်မယ် မိမိအားဖြည်းဖြည်းစစ်စစ်ပြောနေသောလှနှွေဤမျက်နာကလေးကိုတစိမ့်စိမ့်ကြည့်လျက်မောင်သိန်းမှာနှုတ်ခမ်းများကို တင်းကျပ်စွာဆေးလိုက်ပြီးလျင်မျက်နာကြီးညိုမဲ၍စိတ်ထဲတွင်နင်တင်တင်ဖြစ်နေလေသည်ဤတွင်တယောင်းနေတယောင်းစကားမပြောနိုင်ကြတော့ပဲတိတ်ဆိတ်ငြိမ်သွေး၍တွားလေသည် ဥသူတော်မှာအကြောင်းတည်ဖြစ်၍ဂျားတဲကသူပါဝင်းစိမ်မကောင်းဖြစ်ခါလူငယ်နှစ်ယောက်အတွဲအလိုက်တတိလဲကိုခတ်ဖြေးဖြေးမောင်းပေးသည်ဒီလိုဆိုရင် နေလဲရန်ကုန်မသွားနဲ့ငါလဲပဲခူးလိုက်မသွားဘူးဟာဒီကိစ္စကို အဖေတို့ကိုဖွင့်ပြောပြီးတော့ဒီနေ့ပဲနေနဲ့နေရဲခဲ့ပြီးအလောက်ကန်ရှာမှာပေါ့ လှနှွေသည်ဝမ်းနည်းစွာဖြင့်ခေါင်းကိုသာရမ်းပြနေလေ၏ထို့နောက်အင်မတိအင်မတန်ဝမ်းနည်းလာကစိုးနေသွားလေပြီဒီပြင်ဘာလုံးမှကျမမလုပ်ချင်ဘူးကိုသိရင်လဲဆိုရင်လဲပဲလုပ်မယ်လဲမလုပ်ရရင်ဒီပြင်ဘာလုံးမှဒီမှမလုပ်ချင်ဘူးမတက်တာရင်ခဏခွဲနေအောင်ပေါ့နောက်နှစ်ခါမှပဲမောင်သိန်းသည်မှိုင်တွေ၍သွားလေ၏ မိမိဤမျက်နှာကို မကြည့်ဥကောင်းမဖို့ပဲမျက်ရည်များစီးကြနေသောလှနှွေကိုစူးစူးဆိုင်ဆိုင်ကြည့်ကရင်းထဲတွင် လေးလံလျက်တိုး၍သာစိတ်ငြင်းမိသည်မြို့ကိုရောက်တော့ငါ့ကိုတတိယပါအောင်မလားလှနှွေရဲ့မိမိအားမေးခွန်းထုတ်လိုက်သောစကားကို မြန်မြန်ဆန်းဆန်းမဖြစ် မောင်သိန်းလက်ကိုတင်းတင်းကြပ်ကြပ်အကြာကြီးဆုပ်ကိုင်းထားပြီးလင်းနဲ့သောဆုံးဖြတ်ချက်ကိုဆောင်နေသည့်အတန်ဖြင့် တလုံးချင်းပြန်၍ပြောလိုက်သည်စိတ်ချကျမဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူးမိုးတက်လေးမှာပြင်းထန်စွာတိုက်နေလေသည်မိုးလေတခွင်တွင်အုံငါမဲ၍မိုးဆက်ကလေးတွေတဖွဲဖွဲကြနေသည် အိမ်ဘေးလန်းကလေးတွင်မိုးရေများတင်နေက မြေကြီးမှဆူဆူလျက်ရှိသည်မချုံးရင်သည်ကျိုးတန်းပေါ်ကအဝေများကိုကြပြားကြရထွက်ယုံနေကအမရေဟူလှန့်ွေဤအတန်ကိုကြား၍ရင်ထဲတွင်ခုံသွားကလှဲ့ကြည့်မိအိမ်ရှိချံပေါင်းမှကြွေ၍အိမ်ဘေးမှလာနေသောလှန့်ွေ လက်တစ်ဖက်ကအထုပ်ကိုဆွဲလျက်တစ်ဖက်တွင်နာနာသီးများ လေးနေအောင်ထည့်လာသောခြေနှောင်းကြီးကိုစွဲကင်ထားသည် တဟူဟူတိုက်ခတ်လျက်ရှိသောလေးတိုက်ထဲတွင် ကိုဘော်ကအင်းကြီးထမိန်များမှခါထဲတွင်တလွင်လွင်ဖြစ်နေပေ၏ပြုံးချင်နိုင်အာဘာတရာကြီးပြုံးထားသောအပြုံရွှင်ပြခြင်းနှင့်တောက်ပနေသောမျက်စီမျက်နှာ ချင်းနှောင်းကိုမနိုင်တနိုင်ဆွဲကရင်အာဆိုင်၍မြင်မြင်လာနေသောဘိုးဒီဘက်ဒီဖြစ်နေပုံအမူအရာအလုံးတို့မှာမချောရင်ဤမျက်စီထဲတွင်ချစ်ခင်နှစ်သက်ဖွဲဖြစ်နေလေ၏ဒေါ်တဲမြင့်မှာကောင်းချင်းဆန်ထဲ့လာသော တောင်ကြီးကိုရွက်လျက်လှနှွယ်ကို အမိမလိုက်နိုင်၍အနောက်မှခက်ခါခွာလိုက်လာသည် လှနွယ်တို့ကိုမြင်လျင်မချောရင်သည်ဝမ်းလဲတာ၏အံလဲတင်၏စိတ်လဲမကောင်းပထမဆုံးသတိပြုလိုက်သောအရာမှာလှနွယ်၏လက်ထဲမှအထုပ်ဖြစ်လေ၏အထုပ်ကိုမြင်လာနှင်းလဲမလုံးဖြစ်၍ပြန်လာမှန်းကြိုတင်သိလိုက်သည်ဖြင့်ဟဲလှနွယ်ဟုပြန်၍မြည်တမ်းလိုက်မိသည် မန်ချုံရင်သည်ခေါင်းပေါ်သို့တပွဲပွဲကြဆင်းနေသော မိုးဆယ်များအောက်၌ပင်ရက်ခါလှနှွေတို့ကိုစီးကြုံနေသည်ဒီနှစ်လဲခန္ဓာမရပါဘူးနောက်နှစ်ခါမှရမယ်တဲ့အမရဲ့ လက်ဆောင်ယူလာသောတောင်ကြီးကိုမြေပေါ်၌ချလိုက်ကာခရီးရောက်မဆိုင်လဲသတင်းကိုပြော့ပြရင်မျက်ရည်များဝဲလာသည်ကိုမှချုံးရင်မမြင်အောင်ဖုံးကွယ်ခြင်း၍ပြုံပြုံရဲရဲဖြင့်ဖာထေးပြဲလိုက်သည်မှချုံးရင်သည်လှနှွေ၏ငိုမြင့်ဟန်ဖြင့်ရင်းနေသောမျက်နှာကိုကြည့်၍ဒီနေ့မရလဲဘာဝမ်းနေเสียရှိသည်လဲနောက်နေ့ပေါ့ ိုစီး၍အာပေးဖြေတိန်လိုက်ရသည်လှနွယ်သည်သူ့အိမ်သူ့ရာကိုပြန်ရောက်တကယ်သူပျော်ပျော်ရွှင်ရွှင်ဖြစ်နေသည်ရှောက်တာနှင့်အဝင်အစားလဲကတခါတည်းမီးဖို့တည်းဝင်ချက်နေတော်သည်ရခင်ကအချိုးအတိုင်းမပြောင်းလဲသောလှနွယ်ကိုသတိပြုလျက်မချုံးရင်မှာအာရကျဉ်နှံမိသည် လှနွယ်သည်မိမိရှိစဉ်ကလှုပ်သွားခဲ့သည့်အတိုင်းမီးဘိုအိတ်ခမ်းအဲခမ်းများကိုတက်တက်ရရကြီးပင်တွေ့မြင်ရ၍အမတော်ငါမရှိတော့တယောက်တည်းတော်တော်ပင်ပန်းရှာမှာပဲဟိုတွေးမိသည်တောကလူတွေကအမရဲ့ကျမကိုအမှတ်တောင်မမှတ်မိဘူး စသည်ဖြင့်တောနိုင်နှစ်နှလေးခဲရသည့်ရပိုင်းကာလအတွေ့အကြုံများကိုမချောရင်အားမမောမပန်စုံလောက်အောင်ရှောက်ပြောလေသည် မချောရင်သည်လဲခံလို့မရကြောင်းစိတ်မကောင်းဖြစ်တာကလွဲ၍လှနှွေပြန်လာခြင်းကို အလွန်တရာဝမ်းသာရသည်ပြန်ခဲ့ပါဟုမှားလိုက်သည့်အတိုင်းပြန်လာခြင်းကိုကျေစုလဲတင်မိသည် အမ မလဲစောစောကြီးထလို့ရတော့ညညာစာဖတ်နိုင်ပါသေးရဲ့လားကျမဖြစ်လေရွာကနေပြီးအိမ်ရွဲ့အဆဆာပူနေတာပဲဤအပြောကလေးများသည်မချောရင်ဤနှလုံးသားတွင်တစိမ့်စိမ့်ပီတိကြသွားစေသည်အိမ်တို့ရောက်ရောက်ချင်းတခါတည်းသူ့လည်းသူ့ချီအကုံလုံးကိုတိမ်ကြုံ၍ဖြတ်ဖြတ်လက်လက်တွတ်တွယ်လက်လက်ရှောက်လိုက်သွားပုံများကိုဒေါ်သဲမြစ်သည်ထိုင်၍ကြည်နေရင်း ဒါကြောင့်လဲဒင်းကိုချစ်ကြတာပဲဟိုစိတ်แท้ကခေါင်းတငိမ့်ငိမ့်နေ အောင်မေရတော်သည်တော့ခနာသွားပါတယ်တကယ်တည်းအသားတွေမဲသွားလိုက်တာလူလဲပိန်လာတယ်အသားဖြူအောင်မြ мян ပြန်လို့ လှနှွင်အားအရေးပေးကြလျက်ကျင်းတလိုလိုမန်းတလိုလိုအကြီးဤအပြည့်စုံနေပုံမှာဒေါ်တဲမြင့်ဤအသေးပုံဝင်တွင်ကြည်နူး၍အပြီးမတက်နိုင်အောင်တက်တက်တက်ဖြစ်သွားလိမ့်ဤချောင်းတွေသောအင်ကြီးမှာလှနှွေရောက်လာတာနှင့်ဆိုးပြေသွားလေသည် အိမ်အောင်ပစ္စည်းများမှာအိမ်တွင် သူ့နေရာနှင့်သူဘယ်လိုပင်ကြားကြအနန္တရှိစေကားမူတစုံတစ်ခုလိုနေသလို ထင်ရသည် ရေရှိလျင်ကြာရှိမှတင့်တယ်သည်ဟံမျိုးအတိုင်းလှွန်ွေရောက်လာမှပင် သူ့ဟာနှင့်သူဖက်မိက တင့်တယ်သွားကြလေသည်ညာဘက်တွင် ဖုံကြီးအကြောင်းမြတင်အကြောင်းရွာအကြောင်းပွဲအကြောင်းလဲကုန်းသောနှစ ဥပဒေအကြောင်းများကိုညနေတကောင်တိုင်အောင်လှ່ນွေက ပြောပြလေရာညာစောစောအိတ်တက်သောအကြီးပါမအိတ်နိုင်ပဲထိုင်ပြီးနားထောင်နေသည်မန်ချုံးရင်သည်စိတ်ပါလက်ပါနားထောင်၍နေရင်ချမ်းမြေ့လာသောနှလုံးဖြင့်လှ່ນွေအားပြုံမြုံကြီးကြီး၍နေလေ၏ကျမတော့လဲမရှိပဲဘယ်တော့မှကောင်းမဆိုင်ပါဘူးလို့ဖလေးဖျားကြီးမှာရှ िख ိုးတိုင်နေခဲ့တယ်အမရဲ့ မချောရင်ရောအကြီးပါသဘောတည့်၍အုံငနေဗျိုင်းနူရေလိုက်ကြသောအတန်များမှာလှဝံသွားလေသည်အိမ်ရှိ၌သူ့အတွက်ပြင်ပေးသောအိယာရဲတွင်မနေစောစောထပြန်ရန်စောစောကပင်ဝင်လဲအိမ်နေသောဒေါ်တဲမြင့်သည် ရုတ်တရက်အိမ်မပြောနိုင်ပဲစကားတန်များကိုနားဆိုင်ကာညိန်နေလေသည်ကောင်းမဆိုင်ပြရစီနဲ့အမိရဲ့ဒီတမိုးတော့ရန်ကုန်မှာအမနဲ့ပြန်နေပြရစီ စောင့်ကြတော့အမေလာခေါ်လဲပေါ့ဟိုထိုကဲတို့သာ ရွာတွင်မိမိအားလှနှွဲကပြောခဲ့သည် ကောင်းမဆိုင်ဘူးဟုဖျားရှိခိုးဓာမန်းကိုယခု သူပြောပြမှပင်ကြားသိရ၍ဝမ်းနေသွားမိသည်ဒေါ်တန်းမြည်သည် တော်တော်နှင့်အိတ်မပြောနိုင်ပဲခေါင်းကိုခေါင်းအုံးအောင်နိုင်နှစ်ပြီးအတန်မထွက်ဘဲမျက်ရည်များတုန်ချနေလေသည် နန်းနယ်မလင်းခင်အချိန်အိယာမထား၍ဘူဒာယုံသို့သွားရန်တားမိနှယောင်ပြင်ဆင်၍နေကြသည်လှနွယ်သည် ခွဲနေကြသွားတကယ်သို့ခွဲခါကနီးမျက်နာပြချင်းပါခြင်းမရှိဘဲသူ့အမေအားစိတ်မပူရန်ကြမ်းကြမ်းမာမာနေရန် တမနက်စာလုံးတတို့တို့မှားကြနေလေသည် အိမ်မအထွဲ့လှနွယ်ဤဟန်မပြတ်သောအမူအရာများကြောင့်ရခင်တစ်ခေါက်တုံးကလာဒေါ်သေးမြင့်အားစိတ်မထီးခိုင်းလာစေပဲအေးအေးကြည်ကြည်နှင့်ပြန်ခဲ့ရပြီတော်၏ဒေါ်သေးမြင့်ပြန်လာပြီးနောက်မကြာမြင့်မီပင်တိုင်းပြည်အခြေအနေမှာတပြည်လုံးပေါက်ကွဲမီဆဲဆဲမီးတောင်ကြီးတစ်ခုနှင့်တဏီတခြားတူလာလေသည် တဟုံုံတောက်လောင်တော်မီစိတ်မချမ်းသာစရာအခင်းကြောင့်ပြည်သူအလုံးစိတ်နှလုံးနှောက်ကြည့်စရာဖြစ်ပေါ်လာသည်အယက်ယက်အနေနဲ့တောင်းချမ်းသူများနှင့်အစိုးရတို့တိုက်ပွဲများ ဖြစ်ပေါ်လာက တမျိုးနှင့်တမျိုးတနေနှင့်တနေတို့ကူးဆက်လျက်ရှိကြ၏ တောင်ချမ်းသူများဤအင်အားကိုအပြန့်အသန်မဖြိုခွင်းနိုင်သောအစိုးရမှတမျိုးပြီးတမျိုးတနယ်ပြီးတနယ်လက်လွန်နေရလေ၏ရေလန်းကုန်းလန်းများမှာသွားလို့လာလို့မရအောင်တနေတခြားပိတ်ကုန်လေသည်တောင်ချမ်းမှုတို့ဖြင့်တိုင်းရေးပြည်မသားရာ၍လှနေမှာရောက်စားကလိုရွှင်ရွှင်ပြပြမရှိတော့ဘဲကနာမငိမ့်ဖြစ်လာလေသည် ပကိုးရထားလမ်းပိတ်သွားလျင်လှနယ်မှာတမိုင်မိုင်နှင့်တိုး၍သာကနာမငိမ့်တော့ပဲထိတ်လန့်လာလိမ့်၏တိုက်ပွဲသတင်းများကိုသတင်းစာထဲတွင်ဖတ်လျက်မျက်စီမျက်နှာပြန့်နေလိမ့်၏ လူကြီးများရှိတွင်ဟန်ဆောင်က အလိုက်အထိုင်နေထိုင်လျက်အလုံးအားလက်၍တယောက်တည်းနေလျင်က အသက်မဝင်သလိုပင်တိတ်ဆိတ်ငေးမိုင်လျက်ရွာကို တွေးပူ၍သာနေလေသည်မတ်ချောရင်မှလှနွယ်ကိုအကဲခံမိ၍စိတ်မပူရန်တဖွာဖွာအားပေးရသည်လမ်းပိတ်တာရထားလမ်းတွေ ပြက်နေတော့ခဏပါ တော်တော်ကြတော့အသွားလာပြီးပြန်ကောင်းလာမှာပဲ။ စိတ်မပူပါနဲ့ဘယ်အမြဲပိတ်နေမလဲကွယ်ဟိုစိတ်အေးအောင်ကြင်ကြင်နာနာချော်မော်ပြောလေသည်ထိုအခါများတွင်ဟုတ်ကဲ့အမမပူပါဘူးဟိုသူ့မျက်နှာကိုပြင်ကကြီးကြီးရွှင်ရွှင်ပြုံးပြော်နေတော်လဲသူ့ရင်တွင်း၌ကမချမ်းသာလားအချိန်ဒီလျင်မြန်စွာရွှေလျား၍လာခဲ့လေ၏ နေရတို့သည်တဏီကူးလျင်တခုခုကိုကြားရပြန်သည်သာဖြစ်လေသည်နေစဉ်နေတိုင်းဆိုးရွားလာသည်နေအခြေနေအဖြစ်ပြက်တို့သည်လှနွယ်အဖို့တုံလုံးထိတ်လန့်စရာစိတ်မအေးအောင်ဖြစ်နေ၏အမရေအခုလိုတွေဖြစ်နေတာအေးမအေးပါတော့မလားဟိုတအားလျှော့လျှော့စိတ်ဘူပန်စွာမေးတံလေသည် အချင်းချင်းညီညွတ်ကြမှာအေးမှာမညီညွတ်သမျှဘယ်တော့မှအေးချမ်းမှာမဟုတ်ဘူးထို့အဖြစ်ဖြင့်မျက်နာကလေးကို ပြက်လျက်နေမတိထိုင်မသာဖြစ်သွားပုံကိုမြင်ရ၍မချောရင်မှာအမှုမဲ့အမှန်မဲ့လှုပ်ခနဲပြောမိခြင်းကို စိတ်မကောင်းဖြစ်သွားသည်မချောရင်သည်လှနွယ်ဤစိတ်ချမ်းမြေခြင်း မရှိသောအမူအရာများကိုသတိပြုလျက်စိတ်သက်သာသလိုလွတ်လပ်ခွင့်ပေးထား၏ လှတွင်မိုင်းနေဒီကိုမြင်လျင်မခိုင်းမဲကိုတိုင်းထလုတ်တက်၍လှတွင်မှာမချောရင်ကိုအာနာနေရသည်မချောရင်သည်တက်နိုင်သည်မစင်ချင်း၍စိတ်ချမ်းသာအောင်ထားလေ၏လှတွင်မှာမချောရင်ရှေ့တွင်အလိုက်တတိနေထိုင်တော်လဲအဆက်ပြတ်နေသောမိမိရွာကိုရဒံမအေးနိုင်ပဲကျိတ်၍သာ ပူဆွေးနေလေသည် ရှင်တို့ဖြင့်အချိန်သည်တရွေ့၍ပြောင်းကာဆောင်းကုန်ကာဤသို့ရောက်လာလေသည်တဏီသောနန္နခင်ဖြစ်လေသည် အပြင်ဘက်တွင်နှင်းမြောင်ကွဲသွား၍နေကလေးပွင့်လျက်ရှိသည်ဆောင်းလီမှမြောင်ဖက်မှတဖြူဖြူဆွတိုင်နေသည် အိမ်ဘေးခြံစည်းရိုးနှင့်ကပ်၍အကွက်ချစိုက်ထားသောတရက်ထဲပြောင်းရောင်စုံပန်းဝင်ကလေးများသည်နန်းနေခင်းနေအောင်အောက်တွင်အသွေးကြွာလျက်နေကြသည်မချောရင်သည်မိဘိုကန်းထဲတွင်ငိမ့်ထိုင်းနေရာမှလေးလံစွာထခဲ့၍တကားပေါင်အနာသို့တဖြည်းဖြည်းလျှောက်လာခဲ့သည်တူလာတော့မိကိုတိလေသည် တူလာမိလန်းကို တကားနိုင်ရက်ငေးနေစဉ်ရင်ထဲတွင်ကြက်ဆို့လာ၍ရှိုက်လိုက်လေသည်တញင်းញင်းတိုက်နေသောလေတံနှင့်အတူခြေတံလိုလိုကြားရသည်မြေပေါ်တွင်တရှက်ရှက်အမြီလာသောသူ့ခြေတံမှ သူ့ခြေတံအိမ်မေးသို့ ွေ့ချိုးလာသောလှနှွဲကိုမြင်လိုက်ရသောအခါမချောရင်ဤရင်ထဲတွင်ဘယ်နဲ့နေမှန်းမသိဒိန်ကနေဆောင်သွားသောဝေဒနာကိုခံစားလိုက်ရသည်လှနွယ်သည်ဈေးချင်းကိုဆွဲကင်ကပြုံးနေကြအတိုင်းပြုံးလျက်ခတ်တုတ်တုတ်လျှောက်လာလေသည် တကားပေါင်နာတို့မရောက်လာမီလန်းလန်းကပင်အချုပ်ဆိုင်မှာစောင့်နေရလို့ကြာသွားတယ်အမရေဟိုလှမ်းပြောနေသည် မချောရင်သည်လှနှွင်အားတွေတွေကြီးကြီးရွေနေသည်မချောရင်ဤမျက်နာတွင် ထူးခြားသော အမှုရာများတန်းနေလျက်ထိုအမှုရာသည်လှနှွင်အားတစုံတစ်ခုသောနမိတ်ကို ပြားလျက်ရှိလေ၏မိမိကို တွေတွေကြီးကြီးကညှိုးနေသောမျက်နာကို မြင်မိ၍ဘဲနေပါလေဟုအံ့အားတင်သွားကမျက်မှောင်ကုပ်သွားသည် တကားဝသူအယောင်မီးဘိုတဲတွင်ခေါင်းငုံထိုင်နေသောဒေါ်ထွေးကိုပွားကနေတွားမြင်ရ၍လှနှွယ်မှ နောက်တွန်လျက်ထိုနေရာတွင်ပင်ကြက်တီတီ၍ရန်နေမိ၏ဝင်းလေမချုံးရင်ပြောလိုက်မှပင်တတိယ၍အตาအထဲသို့လမ်းဝင်လိုက်လေသည်လာရောက်နာဆင်အားပြီးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ခန်းဆက်ကလေးတွေမှာ ြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးဘီကင်းကျမ်းမာကြပါစေ